တင်းတို့နဲ့အတူဖျားသခင်ထံမှလာတော့အရာသာလျင်စစ်မှန်သည်ဆိုတဲ့ခေါင်းစဉ်အားဖြင့်ဖျားသခင်ရဲ့နှုတ်ကပတ်တော်ကိုစင်ကျင်သုံးသပ်တဲ့အချိန်ကိုယူကြရအောင်ဒီလောကမှာအတုတွေ အများကြီးရှိပါတယ်အတုပါဆိုပြီးလောကလူတွေကလည်းပြောကြတယ်မဟုတ်ပါလားစိတ်မကောင်းစရာပဲကမ္ဘာပေါ်မှာစစ်မှန်တဲ့ထုတ်ကုန်တွေရှိတဲ့အတွက်လူတွေဟာစစ်မှန်တဲ့ထုတ်ကုန်တွေနဲ့ဆင်တူတဲ့အတုပါတွေကိုထုတ်လုပ်ပြီးအဲ့ဒါတွေကိုအရန်ချုပ်သားတဲ့ဇေနုံနဲ့ပေးဆောင်တဲ့အတွက် လူများစွာဟာထုတ်ကုန်ထုတွေနဲ့ပတ်သက်ပြီးအစ်စ်နဲ့ရမ်းစင်တူတဲ့အတွက်အတွင်းမြင့်တွေမဝါလာတဲ့ဒီလိုဖြစ်ရတွေဒီကမ္ဘာမှာလည်းအများကြီးရှိပါတယ်ဒါကြောင့်အစိုးရဟာနိုင်ငံရဲ့ဂုဏ်သိက္ခာအတွက်နိုင်ငံအတွင်းဒီလိုပြဿနာတွေအားလုံးကိုတရားမွေ့မှုလို့တတ်မှတ်ပြီးဥပဒေအရရည်ယူနေတဲ့ဖြစ်စဉ်တွေမှာရှိပါတယ်။ဈေးကြီးလက်ကင်အိတ်တွေမှာလည်းအတူပတွေများပြီး အဝယ်အစားကနေအားကစားပစ္စည်းအမျိုးမျိုးအထိအရာအလုံးမှာထုတ်ကုန်စင်နဲ့စင်တူတဲ့အထုတွေပြန့်နှံ့နေတဲ့ခေတ်ဖြစ်တယ်လို့ပြောကြပါတယ်အတင်းတော်မှာလည်းအထုတူပဲဖြစ်ပါတယ်အစစ်ထက်အထုတွေကကဘာပေါ်မှာပုံများတဲ့အတွက်အစစ်ဟာဘယ်လိုဆက်ဆံခံရပါသလဲအထုဖြစ်တဲ့လိုမျိုးဆက်ဆံခံနေရပါတယ် ။ဒါကြောင့်ဒီနေ့တင်တို့ကိုအစစ်နဲ့အတုကိုခွဲခြားတဲ့နီလန်တချို့ကိုရှင်းပြမှာဖြစ်ပါတယ်။ထာဝရအတက်ကအရှုံးနိုင်ပေါ်နိုင်တဲ့ပြဿနာမဟုတ်ပါလား။ယာယီနဲ့အကန့်အသတ်ရှိတဲ့အတက်မဟုတ်ပဲထာဝရအတက်ဟာဒီအပေါ်မှာမူတည်နေတဲ့အတွက်တင်တို့ဟာစစ်မှန်တဲ့အသိတော်နဲ့အသိတော်အထူးရောင်ကိုမှန်ကန်စွာပိုင်းခြားသိမြင်နိုင်မဲ့ယုံကြည်ခြင်းနဲ့စံနှုန်းတွေကိုရှင်းရှင်းလင်းလင်းချမှတ်ထားရမှာဖြစ်ပါတယ်။ ဒါဆိုရင်ဖျားသခင်ရဲ့စစ်မှန်တဲ့အသိတော်နဲ့အတူရောက်အသိတော်ဟာဘယ်လိုကွာခြားပါသလဲ။တမန်ကျမ်းစာကဘယ်လိုတင်ကြားပေးထားပါသလဲ။ယေမိနာဂတိကျမ်းအခန်းကြီးကအခန်းငယ်30ကိုအတူကြည့်ကြရအောင်။ယေမိနာဂတိကျမ်းအခန်းကြီးကအခန်းငယ်30ကိုကြည့်ရင်။တပြည့်ဆိုင်ခင်တို့တွား၍ဖြက်စီကြလော့။သို့တော်လည်းအကုန်စင်မဖြက်စီနှင့်အခက်လက်များသည့် ထာဝရဘုရားနဲ့မဆိုင်သောကြောင့်ထည့်ပြစ်လော့ဘုရားသခင်နဲ့မဆိုင်တဲ့အရာကိုဘုရားသခင်ဟာလည်းဘယ်လိုလုပ်ပါလို့ပြောပါသလဲအားလုံးကိုဖယ်ပြစ်ပါလို့မိန်တော်မူခဲ့ပါတယ်နောက်ဆုံးမှာဖြည့်စီပြစ်ပါဆိုတဲ့အဓိပ္ပာယ်မဟုတ်ပါလားဘုရားသခင်နဲ့မဆိုင်တဲ့အရာအားလုံးကိုဖယ်ပြစ်ပြီးဖြည့်စီပြစ်လော့လို့ဆိုလိုတာ ဖြစ်ပါတယ်ရှင်မသက်ခရစ်ဝင်အခန်းကြီး15ကိုစက်ကြည့်ကြရအောင် ခန်းကြီး၅အခန်းငယ်၃ကိုကြည့်ရင်ကိုတော်ကလည်းကောင်းကင်ဘုံ၌ရှိတော်မူသောငါ၏ခမဲတော်စိုက်တော်မမူသောအပင်ရှိသမျှတို့ကိုဘလို့လုံးမဲ့လို့ပြောပါတယ်လဲနှုတ်ရလိမ့်မည်ပေါ်ဖြစ်ကစားဟုသည်ဖျားသခင်နဲ့မဆိုင်တဲ့အရာရှိသမျှဟာနှုတ်ပြည့်ခံရမှာဖြစ်ပြီးဖယ်ရှားခံရမှာဖြစ်ပြီးတော့ဖြည့်ဆည်းခံရမှာဖြစ်တယ်လို့စာစာကသွန်သင်ထားပါတယ်။သမန်တော်ဝတ္ထုအခန်းကြီး၅ကိုဆက်ကြည့်ကြရအောင်။ တမန်တော်ဝတ္ထုအခန်းကြီးကအခန်းငယ်34ကိုကြည့်ရင်သူကလူအပေါင်းတို့ယူသေးသောသူဂါမလိလျာအမည်ရှိသောနေတိယဆရာဖာရိရှဲတယောက်သည်လွတ်တော်ပေါ်၌ထ၍တမန်တော်တို့ကိုပြင်သောခနာထွက်စေပြီးလျှင်ဣတိရလလူတို့ဣသူတို့အားအဘယ်သို့ပြုမိအရာကိုသတိနှင့်ဆင်ခြင်ကြလော့ အကြောင်းမူကားအထက်ကသူရအမည်ရှိသောသူတယောက်သည်ထသဖြင့်ငါသည်လူသားမညာမဟုတ်ဟုဆိုသည်ဖြစ်၍သူ၌လူလေးရများလောက်စိတ်ကပ်ကြ၏ထို့သူသည်ပျက်စီးခြင်းသို့ရောက်၍သူကိုယုံကြည်သမျှသောသူတို့သည်ကွဲပြားပြောက်ပြက်ကြ၏ထို့သူနောက်ဝေတော်ခွဲစဉ်ကာလယူရအမည်ရှိသောဂါလိလဲလူတယောက်သည်လည်းထား၍မိမိနောက်သောလူများကိုသွေးဆောင်လေ၏ထို့သူသည်လည်းပျက်စီးခြင်းသို့ရောက်၍သူကိုယုံကြည်သမျှသောသူတို့သည်ပျောက်လွင်ကြ၏ ယခုလည်းဤသူတို့ကိုရှောင်ရှား၍အလိုလျောက်ရှိကြပါစေဟုငါဆို၏။ဤအကြံဤအမှုသည်လူ၏အကြံလူ၏အမှုဖြစ်လျင်ဘလို့ဖြစ်မှာပါလဲ။ပျက်စီးခြင်းသို့ရောက်လိမ့်မည်။တဏီပြောရရင်ဖျားသခင်စီကလာတဲ့အရာမဟုတ်ဘူးဆိုရင်ဒီလိုမျိုးကိုယ့်ကိုယ်ကိုပျက်စီးစေမှာဖြစ်ပါတယ်။အခန်းငယ်39ဖျားသခင်ရဲ့အကြံအမှုဖြစ်လျင်သင်တို့သည်ဘလို့ပါလဲ။မဖျက်စီးနိုင်ကြ။ဖျားသခင်အာနာတော်ကိုဆန်သောသူမဖြစ်မြင့်ကြောင်း တတိပြုကြလောက်ပြောဆို၏ထိုစကားကိုနားထောင်ကြသဖြင့်တမန်တော်တို့ကိုခေါ်၍ရိုက်နှက်ပြီးမှယေရှု၏နာမကိုအမိပြုလျက်မဟုတ်မပြောမိရဲ့အကြောင်းမေတ္တာ၍လွှတ်ကြ၏တမန်တော်တို့သည်လည်းသခင်ယေရှု၏နာမတော်ကြောင့်မိမိတို့သည်အချက်ကွဲခြင်းကိုခံနိုင်ကြသည်ဟုမှတ်တော်မူသောကြောင့်ဝမ်းမြတော်စိတ်ရှိ၍လွတ်တော်မှာထွက်သွားကြ၏။ဗိမာန်တော်၌၎င်း၊အိမ်၌၎င်း၊နေတိုင်းအဆင့်ဆုံးမသွန်သင်လျက်ယေရှုသည်ခရစ်တော်ဖြစ်၏ဟု၍ဧဝံဂေလိတရားကိုမပြတ်ဟောပြောလဲနေကြ၏။ ဒီနေရာမှာလည်းဖျားသခင်စီကလာတဲ့အရာဖြစ်ရင်ဖျားသခင်နဲ့ဆိုင်တဲ့အရာဖြစ်ရင်စစ်မှန်တဲ့အရာဖြစ်ပေမဲ့အဲ့ဒီလိုမဟုတ်ဘူးဆိုရင်အလိုလျောက်ရှိစေရင်တော့အဲ့ဒီတရုတ်မှန်ကိုသူ့အလိုလိုဖော်ထုတ်မှဖြစ်ပြီးလိုက်သွားတဲ့လူတိုင်းဟာအလိုလိုပြောင်းလဲသွားမှဖြစ်ပါတယ်ဆိုတဲ့သင်ကြားမှုကိုအီဂျန်အီအမှုသည်လူကြီးအကြံလူကြီးအမှုဖြစ်ရင်ပြက်စီချင်းတို့ရောက်လိမ့်မည်ဒီလိုမျိုးရှင်းပြထားပါတယ်ကျင်းတဲ့ပေါက်ပြက်စီသွားမှဖြစ်ပါတယ် ဖျားသခင်စီကနေလာတဲ့အရာပဲအစင်မှန်ဖြစ်ပြီးဖျားသခင်ကခွင့်ပြုပြီးအတိမတ်ပြုပြီးခံထားတဲ့အရာမဟုတ်ရင်အလုံးကသူ့အလိုလိုပြည့်စုံသွားဖို့ကလွယ်ပြီးမရှိဘူးဆိုတဲ့အချက်ကိုကျမ်းစာကကျွန်တော်တို့စီရှင်းပြထားပါတယ်ဒီကဘာဘောကပြည့်စုံတွေမှာအစစ်ရှိတဲ့ဆိုရင်အတုပါရှိသလိုပဲအတင်းတော်မှာလည်းစစ်မှန်တဲ့အတင်းတော်နဲ့အတုရောက်အတင်းတော်ရှိပါတယ်အဲ့ဒီအရာတွေကိုကျွန်တော်တို့ဘယ်လိုမျိုးခွဲခြားရမလဲ အရင်ဆုံးဖျားသခင်စီကစဉ်သက်လာတဲ့အသင်းတော်ဟာနမီကစပြီးမှန်ကန်ရမှာဖြစ်ပါတယ်။ဘလို့နာမည်ပေးရမှာပါလဲ။ကျမ်းစာရဲ့အထောက်အထားကိုကြည့်ဖို့ကောရိန္သုဩဝါဒစာပထမဆုံးအခန်းကြီး1ကိုဖွင့်ကြည့်ကြပါစို့။ဖျားသခင်ဟာဘလို့အသင်းတော်ကိုဖျားခင်တည်ထောင်တဲ့စစ်မှန်တဲ့အသင်းတော်ဖြစ်တယ်လို့ပြောခဲ့လဲဆိုတာကိုကောရိန္သုဩဝါဒစာပထမဆုံးအခန်းကြီး1အခန်းငယ်1မှာအတူကြည့်ကြရအောင်။ ဖျားခင်အလိုတော်အဖျင်ယေရှုခရစ်တမန်တော်ယာနိုင်ခန့်လာတော့ငါပေါ်လူနေငါညီတုတင်သည်ဘာတင်တော်လို့ပြောထားပါသည်လဲကိုရိန္သုပြို၌ရှိသောဖျားခင်အသင်းတော်မှာစ၍ဖန်ကျိုမှာရှိတဲ့ဖျားခင်အသင်းတော်ဆုံးမှာရှိတဲ့ဖျားခင်အသင်းတော်နီယောက်မှာရှိတဲ့ဖျားခင်အသင်းတော်အယ်လီမှာရှိတဲ့ဖျားခင်အသင်းတော်ပီရူးမှာရှိတဲ့ဖျားခင်အသင်းတော်ဂါနာမှာရှိတဲ့ဖျားခင်အသင်းတော်ကိတ်တောင်မှာရှိတဲ့ဖျားခင်အသင်းတော် ကိုရင်းသူမှာရှိတယ်ဖျားခင်အတင်းတော်ဖျားခင်အတင်းတော်ဆိုတဲ့နာမည်ကပဲစစ်မှန်ပါတယ်ဒါပေမဲ့ဒီနာမည်ကိုတူပါတဲ့ဖြစ်ရတွေလည်းရှိပါတယ်ဘလို့ပဲဖြစ်နေပါစေပရမသောအနေနဲ့နာမည်ဟာဖျားခင်အတင်းတော်ဖြစ်ရမှာဖြစ်ပါတယ်အဲ့ဒီတော့တီထောင်သူဟာဘယ်သူ ဖြစ်ရမှာပါလဲတီထောင်သူဟာသေုပ်တူလူတူဖြစ်ရင်ဒါစစ်မှန်တဲ့ဖျားခင်အတင်းတော်မဖြစ်နိုင်ပါဘူး တကယ်ပဲအဲ့ဒီလိုမှတ်ပါသလားတမန်တော်ဝတ္ထုအခန်းကြီး20အခန်းငယ်28ကိုအတူကြည့်ကြရအောင်တမန်တော်ဝတ္ထုအခန်းကြီး20အခန်းငယ်28ထို့ကြောင့်သင်တို့သည်ကိုယ်ကိုယ်တည်နှင့်ကြည့်ရှုကြလော့ဖျားသခင်သည်မိမိအသွေးနှင့်အသင်တော်ကိုဘယ်လိုလုပ်ပါသလဲဝယ်တော်မူသောအသင်တော်ကိုဖျားသခင်ကိုယ်တော်တိုင်တည်ထောင်နေဆိုတဲ့အဓိပ္ပာယ်မဟုတ်ပါလား မိမိရဲ့သွေးနှစ်ဝယ်တော်မူသောအသင်းတော်ကိုလှုပ်ကြွေးစေခြင်းဟာတန်ရှင်သောဝိညာဉ်တော်သည်သင်တို့ကိုအောအောအချုံခန္ဓာတော်မူသောတိုးစုတစုလုံးကိုလည်းတည်နေကြည့်ရှုကြလော့တနည်းအားဖြင့်ပြုစုပြထောက်မှာဆိုပြီးတမန်တော်ဝတ္ထုအခန်းကြီး20မှာရှင်းပြထားပါတယ်ဖျားခင်တီထောင်ထားတဲ့ဖျားခင်အသင်းတော်ဟာတေချာပေါဖျားခင်ကတီထောင်သူ ဖြစ်ရမှာဖြစ်ပါတယ် ဒီအကြောင်းအရာကို ပိုသေးစိတ်ဆန်းစစ်ကြည့်ကြရအောင်ဆန္လန်ကျန်အခန်းကြီး100အခန်းငယ်16ကိုဖွင့်ကြည့်ကြပါစို့အကြောင်းမူကားသာဗရဖျားသည်ဘယ်နေရာကိုတိဆောက်မှာပါလဲဇီယုံကိုပြန်လဲတိဆောက်၍ဇီယုံကိုတိဆောက်နေသူဟာဘယ်သူဖြစ်တယ်လို့ပြောထားပါသလဲ ဓမ္မအောင်ကျမ်းမှာဇီယုံဆိုတဲ့အသုံးနှုန်းကိုတုံထားလို့ဖြစ်ပါတယ်။ဇီယုံဆိုတာတနည်းပြောရရင်အသင်းတော်ဖြစ်ပါတယ်။ပွဲတော်တွေစောင့်တဲ့အတင်တော်ကိုစွလွန်နေတာမဟုတ်ပါလားအဲ့ဒါကိုဘယ်သူတီထောင်ခဲ့တယ်လို့ပြောထားသလဲဆိုရင်အเจ้าမူကထာဝရဘုရားကြီးဇီးုံကိုပြန်လဲတိဆောက်၍မိမိဘုံတည်တော်နေတကွာထင်ရှားတော်မူလိမ့်မည်ကျမ်းစာကဒီလိုမျိုးဖော်ပြထားပါတယ်ဒါကြောင့်ဘုရားသခင်ရဲ့စစ်မှတ်တဲ့အတင်တော်ဟာတေချာပေါက်တီထောင်သူက ဖျားသခင်ဖျက်ရမှာ ဖြစ်ပါတယ်။မဟုတ်ပါလား။ဒါကြောင့်လွန်ခဲ့တဲ့နှစ်2000ကယေရှုခရစ်တော်ဟာလေဒီမြေကြီးကိုကိုတော်တိုင်ကြွလာပြီးဖျားသခင်အသင်တော်ကိုတည်ထောင်ကပေတရုယောဟန်နဲ့ယာကုပ်တို့လိုတပည့်တော်12ယောက်အားဖြင့်အေဝင်ဂေလိကိုဟောပြောခဲ့ပြီးနောက်ဆုံးအဲ့ဒီလို အခြေအနေထဲမှာယူရဘသာကိုကျင့်သုံးနေခဲ့တဲ့တမန်တော်ပေါလုဟာဖျားသခင်ရင်တင်တော့တဲ့ဝင်လာခဲ့တဲ့ဖြစ်စဉ်မျိုးရှိခဲ့တယ်မဟုတ်ပါလား ကနဦးအသင်းတော်ရဲ့တမန်တော်တွေနဲ့ပရောဖက်တွေအားလုံးကဒစိတ်တစ်ပိုင်းဖြစ်ခဲ့တဲ့အသင်းတော်ဟာဖျားသခင်အသင်းတော်ပဲဖြစ်ပါတယ်။ဖျားသခင်အသင်းတော်အပြင်တခြားရှိပါသလား။တခြားနိုင်ငံဆိုရင်နိုင်ငံကစပြီးမှားနေပြီဆိုတာကိုလင်းလင်းမြတ်မြတ်နားလည်ရမှာဖြစ်ပါတယ်။အဲ့ဒီလိုမဟုတ်ရင်အသင်းတော်တစ်ခုကသင်းတော်နဲ့နိုင်ငံကိုပဲပေးထားရင်အဲ့ဒီအသင်းတော်လည်းကောင်းတဲ့အသင်းတော်နဲ့တူတယ်ဆိုပြီးနားလည်မှုလွယ်တဲ့ကိစ္စတွေရှိပါတယ်။မိသားစုဝင်တို့ တန်တရားမရှိဘဲတမချန်းစားတယ်မှာစစ်မှန်မှုရဲ့ဆန်နှုံအလုံးရှိတဲ့အတွေ့အဲ့ဒါကိုပဲကြည့်မဲ့ဆိုရင်ဘယ်အသိတော့ကစစ်မှန်တဲ့အသိတော့လဲဆိုတဲ့အဖြေအလုံးဟာပေါ်လာမှာဖြစ်ပါတယ်ပြီးတော့တတိယအခြေအနေလည်းရှိပါတယ်ပထမကတော့အသိတော့နာမည်ဖြစ်ပြီးဒုတိယကတော့တည်ထောင်သူကဘယ်သူလဲဆိုတာဖြစ်ပါတယ်တတိယကတော့တင် जा ပေးနေတဲ့အမှန်တရားကဘယ်လိုမျိုးလဲဆိုတာကိုစစ်ဆေးဖို့လိုအပ်ပါတယ်စစ်မှန်တဲ့အသိတော့မှာတင် जा ပေးတဲ့အမှန်တရားဟာတေချာပေါက်တမန်ကျမ်းစာနဲ့ ကိုက်ညီရမှာဖြစ်ပါတယ်။တမန်ကျမ်းစာရဲ့တုံသင်ချက်တွေနဲ့မကိုက်ညီတဲ့အရာရှိရင်အလုံးကမှားယွင်းတဲ့အသင်တော်ဖြစ်ပါတယ်။အတိတ်လည်းမသွင်းနဲ့၊နှုတ်လည်းမနှုတ်ပဲနဲ့ဆိုတဲ့နှုတ်ကပတ်တော်ကနေသွေဖွယ်သွားတဲ့အသင်တော်ဟာဖျားသခင်တိထောင်မထားတဲ့မှားယွင်းတဲ့အသင်တော်ဖြစ်တဲ့ဆိုတာကိုအလွယ်တကူနားလည်နိုင်ပါတယ်။ဒါဆိုရင်ဒီနေ့ကျွန်တော်တို့ဆောင်းရှောက်တဲ့ဥပုန်နဲ့တခြားအသင်းတော်တွေမှာဆောင်းရှောက်နေတဲ့တနည်းကနေနေဒါကိုပဲကြည့်ရင်တော့ဖျားခင်တီထောင်တဲ့အသင်းတော်လား ဒါမှမဟုတ်မာယူနဲ့အတင်းတော်လာဆိုတာကိုအတည်ပြုနိုင်ပါတယ်။ရှင်လူကာခရစ်ဝင်အခန်းကြီးလေးကိုဖွင့်ကြည့်ကြရအောင်။ရှင်လူကာခရစ်ဝင်အခန်းကြီးလေးခန်းငယ်16ကိုကြည့်ရင်ယေရှုကြီးဝါတော်မူရာနာဇရက်မြို့သို့ရောက်ပြန်ရင်ထုံးစံတော်ရှိသည့်အတိုင်းဥပုပ်နေ၌တရားဆက်တော်ဝင်၍ကျမ်းစာကိုဖတ်ရွတ်ခြင်းကသာတော်မူ၏။ ယေရှုခရစ်ဟာဟေရှာယနဂတိကျမ်းအခန်းကြီး9ရဘာသူဖြစ်ပါသလဲအကြောင်းမူကားငါတို့ဖို့သူငယ်ကိုဖားမြင်ဤငါတို့အားသားကိုတနာတော်မူဤထို့သူသည်အုပ်ဆိုခြင်းအာနာဇတ်ရှိလိမ့်မည်နာမတော်မူကားအံ့ဩပွဲတိုင်းပင်ပဲအကိုကြီးသောဘာသူပါလဲဖျားသခင်ထာဝရအဘတားရဲ့အခန်းငန်းတော်ကိုလှုပ်ဆောင်မှုအတွက်လူစားကြီးကိုဝစ်ဆင်ပြီးဒီမြေကြီးကိုကြွားလာခဲ့တဲ့ဖျားသခင်ဟာဒီမြေကြီးပေါ်မှာကျွန်တော်တို့သားသမီးတွေကို ဘလို့လုံဖို့အတွက်ပုံသက်တွေကိုပြခဲ့တယ်လို့ပြောခဲ့ပါတယ်ငါသည်တင်းတို့၌ပြုတ်တဲ့ကဲ့သို့တင်းတို့ဒီပြုတ်စေခြင်းကပုံသက်တွေကိုပြခဲ့ပြီလို့ပြောခဲ့ပါတယ်ကျန်းသာဟာဒီလိုမျိုးပုံသက်တွေအနေနဲ့လှုပ်ဆောင်ခဲ့တယ်စီမီးဟာဘာဖြစ်တယ်လို့ပြောနေပါတယ်ဥပုံနဲ့လို့ပြောနေပါတယ်ဒါဆိုရင်ဒါဟာကျွန်တော်တို့ကဥပုံနဲ့ကိုစောက်မှလို့ဆိုလိုတာလားမစောက်မှနဲ့လို့ဆိုလိုတာပါလား처럼이렇게 ငါပြုသည့်အတိုင်းပြကြလို့ဆိုတဲ့အဓိပ္ပာယ်နဲ့ယေရှုခရစ်ဟာဥပုံနည်းကိုစောင့်တဲ့ပုံသက်တွေကိုပြခဲ့တာမဟုတ်ပါလား။ဒါပေမဲ့ဒီနေ့ခေတ်ယေရှုခရစ်ကိုယုံကြည်တယ်လို့ပြောနေကြတဲ့အသင်းတော်များစွာဟာဥပုံနည်းစီမင်းကနေတွေ့ဖက်နေကြပါတယ်။အသင်းတော်အများစုကတနည်းနည်းနဲ့ဝိပုခြင်းကိုစောင့်နေကြပါတယ်။တချို့ကဥပုံနည်းဟာဖြတ်သိမ်းလိုက်တဲ့ပညာဖြစ်တယ်။စောင့်ရှောက်စရာမလိုတော့ဘူးလို့ပြောနိုင်ပါတယ်။ဒီလိုလက်ပြတဲ့အကြောင်းပြချက်မျိုးနဲ့ဥပုံနည်းနဲ့ပတ်သက်တဲ့ပြဿနာကိုမိမိစိတ်ဖို့စူးစမ်းကြပါတယ်။ ဖျားသခင်အနေနဲ့ဥပုံနှစ်ကိုမဆောက်ရင်လည်းရပါတယ်မဟုတ်ပါလားယေရှုခရစ်ဟာဥပုံနှစ်ကိုမဆောက်ရင် ကောင်းကင်ကိုမသွားနိုင်တဲ့သူဖြစ်ပါသလားမဟုတ်ပါဘူးဒါဆိုရင်သူဟာဘာကြောင့်အဲ့ဒီလိုလုံဆောင်ခဲ့တာပါလဲကျွန်တော်တို့ကဥပုံနှစ်ဆောင်ခြင်းရဲ့အရေးကြီးပုံကိုနားလည်ဖို့အတွက်သူကလူစားတီအပြင်ကြွားလာခဲ့ပြီးကိုတော်တိုင်အဲ့ဒီလမ်းကိုရှောက်လန်းတဲ့ပုံသက်တွေကိုပြခဲ့တယ်မဟုတ်ပါလားဒါဆိုရင်ယေရှုခရစ်ကိုပန်းပန်းကန်ကန်ယုံကြည်တဲ့အသင်းတော်ဖြစ်တယ်လို့ပြောရင်ရှင်းလင်းစွာပဲအဲ့ဒီအသင်းတော်မှာအမှန်တရားရဲ့ ဘယ်လိုတုံသင်ချက်မျိုးရှိရမှာပါလဲအဲ့ဒါမရှိဘူးဆိုရင်အစဲအမှန်လားအတူဖြစ်ပါသလားလောကမှာတုံတဲ့အတုံနှုံးကိုတုံခဲ့လို့တောင်းမတ်ပါတယ်ရှင်မြတ်ရလွယ်ကူအောင်ဒီလိုမျိုးပြောနေတာဖြစ်လို့ဒီအကြောင်းအရာကိုနားလည်ပြီးနှလုံးသွင်းကြပါစို့ဒီလောကမှာမူသားတွေပြန့်နှံ့လာတာနဲ့အမျှအဲ့ဒီအရာတွေအပေါ်လူတွေရဲ့အပြစ်တင်စိတ်ဟာ ပျောက်ကွယ်လူဖြစ်နေပါတယ်ကျွန်တော်တို့ဟာတစုံတစ်ခုကမှားယွင်းနေပေမဲ့မှားယွင်းနေတယ်ဆိုတဲ့အတ္တိတရားဟာပျောက်ကွယ်သွားနေတဲ့အခက်မှနေထိုင်နေကြပါတယ်ဒါပေမဲ့အဲ့ဒီလိုအတုအယောင်တရားမှုတွေအပေါ်မိခိုအားထားတဲ့အမောက်ကိုပြုပြီးမဲ့ဆိုရင်သာရအသက်ရဲ့မျှော်လင့်ခြင်းကိုရရှိနိုင်မှာပါလားကျွန်တော်တို့လိုချင်တဲ့ထာဝရကောင်းကင်နိုင်ငံကိုခွင့်ပြုခံရနိုင်မှာပါလားအပြစ်ကိုလွင့်ခြင်းကိုရရှိနိုင်မှာပါလားကယ်တင်ခြင်းကိုအောင်မြင်နိုင်မှာပါလား အလုံးကမဖြစ်နိုင်ပါဘူးအတူရောက်နေအပြင်ဘာကူမှမရရှိနိုင်ဘူးဆိုတာကိုဖျားပခင်ကကျွန်တော်တို့စီထက်ကတလဲလဲတင်ချာပေးခဲ့တဲ့အတွက်ကျွန်တော်တို့ဟာတမန်ကျမ်းစာရဲ့တင်ချာမှုတွေကိုလိုက်လျှောက်ပြီးတမန်ကျမ်းစာရဲ့အမှန်တရားနဲ့မကိုက်ညီတဲ့အရာရှိသမျှဟာဖျားခင်စိုက်ပြို့တော့မမူတဲ့အရာဖြစ်ပြီးကောင်းရင်နိုင်ငံကိုဘယ်တော့မှမပို့ဆောင်နိုင်ဘူးဆိုတာကိုသိမြင်နားလည်လာသင့်ပါတယ်။နေရာတစ်ခုကဘလောက်ပဲယုံကြည်စိတ်ချရတဲ့ပုံအထင်ကြီးစရာပုံခံထားတဲ့ပုံ ော်နေပါစေအဲ့ဒီထဲမှာဖျားသခင်စီကလာတဲ့အမှန်တရားပါဝင်နေရပါမယ်ဒါကြောင့်ဒီနေ့တင်တို့နဲ့ကျွန်တော်ဟာဘုရားသခင်ရဲ့စီမင်းတွင်နဲ့အညီဥပုံတွေကိုစောင့်နေကြတာဖြစ်ပါတယ်။နောက်ထပ်ပတ်သက်ခွဲဆိုတဲ့ရည်ကြီးတဲ့တင် जा မှုကိုကြည့်ကြရအောင်။ရှင်လုကာခရစ်ဝင်အခန်းကြီး22ဖြစ်ပါတယ်။ဥပုံနဲ့မရှိတဲ့အသင်းတော်ကိုကယ်တင်ခြင်းမရှိတဲ့အသင်းတော်လို့ရိုးရိုးရှင်းရှင်းဖော်ပြနိုင်ပါတယ်။ ရှင်လူကခရုရဲ့ခန်းကြီးတန်းဆက်တဲ့ခန်းငယ်ခုနှစ်ကိုကြည်ကြရအောင်ပတခတိုးတငယ်ကိုတတ်ရသောနေဒီဟုသောအာစုမပွဲနေ့ရောက်တော်ခါကိုတော်ကငါတို့အစားဖို့ရာတင်းတို့သည်သွား၍ပတခဘွဲကိုပြင်ဆင်ကြလော့ဟုပေတရုနှင့်ယောဟန်ကိုဆက်လွတ်တော်မူ၏သူတို့ကလည်းအဘယ်ရ၌ပြင်ဆင်စေခြင်းကလူရှိတော်မူသည်ဟုမေးလျှောက်ကြသော ကိုတော်ကတင်းတို့သည်မြို့ရဲသို့ဝင်သောအခါယေဟိုးဆောက်သောသူကိုတွေ့လိမ့်မည် ထိုသူနောက်သို့လိုက်၍သူဝင်သောအိမ်သို့ဝင်ပြီးမှငါသည်ငါတပည့်တို့နှင့်တကွပတ္တခဘွဲကိုစားရသောဧည့်သည်အခန်းကအဘယ်မှာရှိသနည်းဆရာကမေးသည်ဟုအိမ်ရှင်ကိုပြောကြလော့ထိုသူသည်ပြင်ဆင်လျက်ရှိသောအထက်အခန်းကြီးကိုပြလိုက်ပြီးထိုကား၌ပြင်ဆင်ကြလော့ဟုမိန်တော်မူ၏တပည့်တို့သည်တွား၍စကားတော်တိုင်းတွေ့လျင် ပတ္တခဘွဲကိုပြင်ဆင်ကြ၏ အချိန်ရောက်မှတမန်တော်တချိန်နှစ်ပါးတို့နဲ့အတူသပွဲ၌လျောင်းတော်မူ၍ငါသည်အသေးမခံပြီးဤပတ်တခပွဲကိုသင်တို့နဲ့အတူစားခြင်းကအလွန်အလိုရှိလေပြီယေရှုခရစ်ဟာပတ်တခပွဲကိုမဆောက်မှုဆိုရင် ကောင်းကင်ကိုမဝင်နိုင်ဘူးလို့ထင်ပါသလားယေရှုခရစ်တနည်းအားဖြင့်ဖိယသခင်ဟာပြညတ်တရားရှင်ဖြစ်ပါတယ်ပြညတ်တရားအလုံးရဲ့အထက်မှာရှိတဲ့အမြင့်ဆုံးသောသူဟာကျွန်တော်တို့ဖိယသခင်ပဲမဟုတ်ပါလားဖိယသခင်ဟာပြညတ်တရားအဖြစ်အုပ်ချုပ်ခံရတဲ့သူမဟုတ်ပဲ အရာအလုံးရဲ့အထက်အမြင့်ဆုံးနေရာမှာရှိတော်မူပါတယ်။ဒါပေမဲ့ကျွန်တော်တို့သားသမီးတွေစီပုံသက်တွေကိုပြဖို့နဲ့ကျွန်တော်တို့ကိုစောင့်ရှောက်စေဖို့အတွက်ငါသည်ဤပတ္တခဘွဲကိုတင်းတို့နဲ့အတူစားခြင်းကအလွန်အလိုရှိလိမ့်ပြီလို့မိန့်တော်မူခဲ့ပါတယ်။ချိန်ချက်ထားတဲ့အချိန်ရောက်လာတဲ့အခါသူဟာ တမန်တော်တွေနဲ့အတူထိုင်ပြီးတန်ရှင်နဲ့ပသက်ခဝဲအခမ်းအနားကိုစောင့်ရှောက်ခဲ့ပါတယ်။ဒါပေမဲ့ဒီနေ့ခေတ်မှာယေရှုခရစ်ကိုယုံကြည်တဲ့ပြီးတော့ကျမ်းစာနှုတ်ကပတ်ဟာမပြောင်းလဲနိုင်တဲ့အမှန်တရားဖြစ်တယ်လို့ကြွေးကြော်နေတဲ့အသင်းတော်တွေအများကြီးရှိပေမဲ့ပသက်ခဝဲကိုစောင့်ရှောက်တဲ့အသင်းတော်ရှိပါသလား။အရန်ထူးဆန်းပါတယ်။ကျမ်းစာထဲမှာရှိပေမဲ့ဘာကြောင့်မကြည့်ဆောင်ကြတာပါလဲ။အဲ့ဒီနောက်သူတို့ဟာကဲဒီချင်းခံရနိုင်တယ်လို့ပြောကြပါတယ်။ဒီလိုမျိုးအထိပ္ပယ်မဲတဲ့ပြောဆိုချက်ကိုပြောနေတဲ့လူများစွာကိုကြုံတွေ့နေရပါတယ်။ ဘုရားသခင်ဟာကိုတော်တိုင်ဒီမြေကြီးကိုကြွားလာစရာမလိုပဲပတ္တခဘွဲကူကဥပုံနေကိုပါစောင့်စီရမလိုပဲနဲ့လူသားတွေစီတင်းတို့အလုံးဟာပတ္တခဘွဲကိုစောင့်ရှောက်ရကြပါမယ်ငါကတော့မစောင့်လဲရပါမယ်လို့ရိုးရိုးရှင်းရှင်းပြောနိုင်ပေမဲ့အလုံးကသူပြုတော်မူတဲ့အတိုင်းလိုက်ပြုနိုင်ဖို့အတွက်အဲ့ရတွေကိုစောင့်ရှောက်တဲ့ပုံသက်တွေကိုဇတိုက်ပြသတော်မူခဲ့ပါတယ်။ဥပုံနေကိုစောင့်ခဲ့တာဟာလည်းကျွန်တော်တို့လိုက်ရှောက်နိုင်ဖို့အတွက်ပုံသက်တွေပြခဲ့တာဖြစ်ပါတယ်။ပတ္တခဘွဲလည်းအလားတူပဲဖြစ်ပါတယ်။ အခန်းငယ်၁၉ကိုကြော်ကြည့်မယ်ဆိုရင်ထိုကမုတ်ကိုယူ၍ကျိန်စုတော်ကိုချီးမွှမ်းပြီးမှမုတ်ကိုဖက်၍ဤမုတ်ကတင်တို့အဖို့လုံးကစွန့်သောငါ့ကိုဖြီးဘလို့လောက်ပါလို့ပြောထားပါတယ်လေငါ့ကိုအောင်းမေးဖို့ရာဤသို့ပြူကြလော့ဟုမိန်တော်မူ၏မလောက်ပါနဲ့လို့မပြောဘဲဆက်ဆက်ပြူကြလော့လို့မိန်တော်မူခဲ့ပါတယ်ပတ္တကပွဲဟာဆက်ဆက်ဆောင်ရမယ်လို့မိန့်တော်မူခဲ့တဲ့ဖျားသခင်ရဲ့စီမင်းစည်းကမ်းဖြစ်ပြီးလူလူရှုလို့ရတဲ့အရာမဟုတ်ပါဘူး။ ဒါကြောင့်နောက်ပိုင်းမှာယူရပသားကနေကူပြောင်းပြီးဖျားသခင်အသင်းတော်ကိုဝင်ရောက်လာခဲ့တဲ့တမန်တော်ပေါလုဟာအရေးကြီးတဲ့သတင်းစကားကိုခြံထားခဲ့ပါတယ်။အကြောင်းမူကားသင်တို့နိုင်ငံအပ်ပေသောအရာကိုသခင်ဖျားထက်နိုင်ငံခံရပြီးခံရသောအရာဟုမူကားသခင်ယေရှုသည်ယန္တုလက်သို့အံ့နိုင်ခြင်းကိုခံသောနေ့ညမှာမုတ်ကိုယူ၍ကျေးဇူးတော်ကိုချီးမွမ်းပြီးမှရှင်လုကာခရစ်ဝင်အခန်းကြီး22ထဲကမြင်ကွင်းအတိုင်းကောရိန္သုဩဝါဒစာပထမဆုံးအခန်းကြီး7မှာဖော်ပြထားပါတယ်။ ။ဤခွက်ကတင်တို့အဖို့လုံငါတုံတော်ငါ၏အသွေး၌တည်သောဗြိဉ္ဉ်တရားသည်ဖြစ်၏။ဒါကိုပြုလုပ်ပါလို့ရှင်းရှင်းလင်းလင်းမိန့်တော်မူခဲ့ပါတယ်။ဒါပေမဲ့ဒီနေ့ခေတ်မှာဖျားသခင်ရဲ့ပြည့်ညတ်တော်တွေကိုမကျင့်ဆောင်ပဲအသင်းတော်ဆိုတဲ့နာမည်ကိုပဲကန်ဆောင်ထားတဲ့အသင်းတော်များစွာရှိပါတယ်။တမန်တော်ဝတ္ထုအခန်းကြီး9ရဲ့တင်ကြားမှုအရဒီလိုလူတွေမှာဘယ်အရာကအလိုလိုဖြစ်ပျက်လာမှာပါလဲ။ဖျားသခင်စိုက်ပျိုးတော်မမူတဲ့အရာမှန်သမျှဟာ ဘလို့ဖြစ်လိမ့်မယ်လို့ပြောခဲ့ပါတယ်လေအားလုံးနှုတ်ပြရလိမ့်မယ်လို့ပြောခဲ့ပါတယ်လက်ကြမှဖြစ်ပြီးပြိုကွဲသွားမှဖြစ်ပြီးအားလုံးပြက်စီသွားမှဖြစ်ပါတယ်ဒါပေမဲ့ဒီအကြံစီတွေနဲ့လုံဆောင်ချက်တွေဟာဖျားသိမ်းစီကနေလာတဲ့ဆိုရင်ဘယ်လိုအင်အားကိုဖြစ်ဖြစ်အတုံးချပါစေဒီနေရာဟာဖျက်စီလို့မရနိုင်တဲ့နေရာဖြစ်ပါတယ်မိသားစုဝင်တို့ ဒီရာကူအပြည့်ဝနားလက်ခြင်းအဖြစ်ဖျားသခင်ရဲ့အမှန်တရားနဲ့ပြည့်ဝတဲ့အသင်းတော်စီခေါ်ဆောင်ပေးတဲ့ကောင်းကင်အဖေနဲ့အမေစီသာရကျေးဇူးတင်ခြင်းနဲ့ဘုံတော်ကိုကျွန်တော်တို့ဆက်ကပ်တင်ကြပါတယ်ကျွန်တော်တို့အားလုံးဟာအမှန်တရားကိုရှာဖွေဖို့အတွက်ဒီနေရာကိုရောက်လာခဲ့ကြပါတယ်လူများစွာကြားမှာဘာကြောင့်ဖျားသခင်ရဲ့အသင်းတော်မှာယေဟောဝါရဲ့နာမနဲ့လည်းမဟုတ်ယေရှုရဲ့နာမနဲ့လည်းမဟုတ်ပဲခရစ်တော်အန်ဆာဟုံးရဲ့နာမနဲ့ဆုတောင်းတာပါလေလို့ဘေးကထုတ်နေကြပါတယ် မိသားစုဝင်တို့စုတောင်းခြင်းမှာကောတမန်ကျမ်းစာရဲ့တင်ကြားချက်ရှိလားမရှိဘူးလားရှိပါတယ်တမန်ကျမ်းစာမှာဘယ်လိုပြောထားပါသလဲယေရှုခရစ်ရဲ့ဘယ်လိုနာမကထပ်မံပေါ်လာမှာပါလဲဘယ်ခေတ်ကိုပြောနေတာပါလဲတန်ရှင်တော်ဝိညာဉ်ခေတ်ပဲဖြစ်ပါတယ်ခမဲတော်ခေတ်မှာတော့ဘုရားသခင်ရဲ့နာမကိုယေဟောဝါအဖြစ်သားတော်ခေတ်မှာတော့ယေရှုဆိုတဲ့နာမအဖြစ်တန်ရှင်တော်ဝိညာဉ်တော်ခေတ်မှာတော့ယေရှုခရစ်ရဲ့နာမတဲ့အဖြစ်စုတောင်းပြီးဗတ္တိဇံကိုခံရမယ်ဆိုတဲ့အချက်ကို ရှင်မသက်ခရုရဲ့ခန်းကြီး28မှာဖော်ပြထားပါတယ်။အဲ့ဒီလိုမလုံဆောင်မှုဆိုရင်အားလုံးကဘာဖြစ်ပါသလဲ။အာအဲ့ဒါကအတုရောက်ပါလား။ဒီတင်ကြားမှုကိုလိုက်နာတဲ့အတင်းတော်ဆိုရင်အာဒါဟာဘုရားသခင်ကတည်ထောင်ပြီးစိုက်ပျိုးခဲ့တဲ့အတင်းတော်ပါလားဆိုပြီးပြောနိုင်ပါတယ်။ဒါကိုအသေးချာပိုင်ချာသိမြင်နိုင်တဲ့တင်တို့နဲ့ကျွန်တော်ဆက်ဆက်ဖြေကြရပါမယ်။ကျွန်တော်တို့ဟာဟေရှာယအနာဂတ်ကျမ်းအခန်းကြီး51ကိုဖွင့်ကြည့်ကြရအောင်။ ထေရှားရအနာဂတ်တိကျအခန်းကြီး51အခန်းငယ်71ဖြစ်ပါတယ်တို့ဖြစ်၍ထာဝရဖျာကဲလွတ်တော်မူသောသူတို့သည်ပြန်လာ၍သချင်းဆုလျက်ထာဝရဝမ်းမြောက်ခြင်းတတ်ရပူကိုဆောင်းလျက်ဘယ်မှလဲဇီးုပ်မျိုးတို့ရောက်ကြလိမ့်မည်ဘုရားသခင်ကဲလွတ်တော်မူတဲ့သူတွေအားလုံးရောက်ကြမဲ့နေရာဟာဇီးုပ်မျိုးဖြစ်တယ်လို့ပြောထားပါတယ်ဝမ်းမြောက်ခြင်းလန်းခြင်းအခွင့်ကိုရကြ၍ဝမ်းနေခြင်းနှင့်ညီတွားခြင်းသည်ဤသွားရလိမ့်မည် 달아날것이다하고했습니다.피아드긴씨가깨딩진칸야데둘이떠래녀야하꽌러리고싸우쳐대베녀야발레지용핏바레.다장프로펫예예미하레예미칸지레칸겐가마베고떠부뻬케바들레.에라하피아드긴녀신베타데ကတင်ချင်းရဲ့မိခိုရာကျွန်တော်တို့ကမ္ဘာလူသားအလုံးတွားရမယ့်နေရာဖြစ်တယ်လို့နှိုးဆော်ပေးထားပါတယ်။ မိသားစုဝင်တို့ဒီလိုယာတွေအားလုံးကိုစိတ်ထဲမှာမှတ်သားထားပြီးအခုချိန်ဒီမှားရွေးတဲ့ယုံကြည်ခြင်းလမ်းကိုရှောက်လန့်နေပြီးလွယ်မှားတဲ့ယုံကြည်ခြင်းကိုကျင့်သုံးနေတဲ့လောကလူအားလုံးစီဖျားသခင်စစ်မှန်တဲ့အမှန်တရားနဲ့စစ်မှန်တဲ့ဖျားခင်အသိတော်ဟာဘယ်လိုအသိတော်လဲဆိုတာကိုတွင်တင်ပြသပေးရမှာဖြစ်ပါတယ်။ဇင်ခံလက်ကအိတ်တွေကိုကျွန်တော်စိတ်မဝင်စားပေမဲ့အစ်စ်နဲ့အတူနဲ့ပတ်သက်ပြီးပြန့်နှံ့နေတဲ့သတင်းပမာဏကြောင့်တိလို့စိတ်နဲ့အဲ့ဓာတွေကိုကြည့်ခဲ့ပါတယ်။ အဲ့ဒီအစ်စ်ကိုဘယ်လိုခွဲခြားနိုင်ပါသလဲအရင်ဆုံးခရီးဟာတောက်နေနေရမယ်လို့ကျွမ်းကျင်သူတွေကပြောထားပါတယ်အသားရည်ကနူညံ့ချောမွေးနေမယ်ဆိုရင်အတူဖြစ်နိုင်ခြေက80ရာခိုင်နှုန်းကနေ90ရာခိုင်နှုန်းလောက်ထိရှိပါတယ်ခရီးအကြောင်းအများကြီးမသိပါဘူးအမျိုးသမီးလက်ကအိမ်နဲ့ပတ်သက်ပြီးလဲတိတ်ဆိတ်ဝင်စားမှုမရှိတာကြောင့်ပါဒါပေမဲ့အခုသူတို့ဟာဓာရီကိုခွဲခြားဖို့အတွက်နီလန်းတချို့ကိုဖော်ပြခဲ့တဲ့အတွက် အာဒီချက်တွေကိုစဉ်းစားမဲ့ဆိုရင်အစ်စ်နဲ့အတူကြာအတိုင်းတာတစ်ခုအထိခွဲခြားနိုင်မှာပါလားလို့တွေးမိခဲ့ပါတယ်ဒါဟာနှစ်ခုကြာခွဲခြားနိုင်မှုအတွက်တစ်ခုဒီတော့ဒီလည်းမဟုတ်ပေမဲ့လောကထဲမှာဒီကိစ္စနဲ့ပတ်သက်တဲ့ယေဘုယအချက်လက်ကိုအများကြီးပေးနေတဲ့ပုံပါပဲတမန်ကျမ်းစာဟာကျွန်တော်တို့အတွက်စစ်မှန်တဲ့ဖျားသခင်ရဲ့နှုတ်ကပတ်တော်နဲ့ပွားရမှုကြောင့်ခွဲခြားပေးတဲ့အတွက် ်ကျွန်တော်တို့ကဘုရားသခင်ရဲ့အကျွေးမဲ့အမှန်တရားကိုတည်ဆောင်ပေးတဲ့စစ်မှန်တဲ့အသင်းတော်ထဲမှာထာဝရကဲ့တင်ခြင်းနဲ့ထာဝရအသက်လမ်းပေါ်ကျွန်တော်တို့ကိုခေါ်ဆောင်ပေးတဲ့အတွက်ကောင်းကင်ဖေနဲ့အမေကိုထာဝရယေရှုတင်ခြင်းနဲ့ဘုံတော်ကိုပေးကြရမှာဖြစ်ပါတယ်ဟေရှာယနဂတိကျမ်းအခန်းကြီး33အခန်းငယ်20ကိုကြည်ကြရအောင်ရွေးနှုတ်ခံရတဲ့သူတွေအားလုံးကဇီယုံကိုရောက်ကြလိမ့်မယ်လို့ပြောထားပါတယ်။ဘာကြောင့်ဇီယုံကိုရောက်ကြရမှာပါလဲ။ အခန်းကြီး33အခန်းငယ်20ကိုကြည့်ကြရအောင်ငါတို့ပွဲခတ်ရမျိုးဇီယုတ်မြုတ်ကိုကြည့်ရှုလို့တိုက်တစ်ခုများမရွှေကျိုးတစ်ခုများမပြတ်အလင်းမပြရတော့တဲသည်ဟူသောငြိမ်ဝတ်သောနေရာယေရုရှလင်မြို့ကိုကိုမျက်စိနဲ့မြင်ရလိမ့်မည်ဖုံမြို့တွင်ဘုံကြီးသောထာဝရဘုရားသည်ငါတို့၌ကျဲသောမြင့်မြတ်ဆုံးရရဖြစ်တော်မူလိမ့်မည်ဘုရားသခင်ဟာကျွန်တော်တို့နဲ့အတူဘယ်နေရာမှာကျဲဝတ်တော်မူပါသလဲဇီယုတ်မှာ ဒါဆိုရင်ပွဲတော်တွေကိုမစောင့်တဲ့အသင်းတော်ဟာနောက်ဆုံးမှဘာကိုဆုလို့နေပါသလဲဒါဟာအတုပါလားဖျားခင်ကဲဝတ်တော်မမူတဲ့နေရာပဲဆိုပြီးချက်ချင်းနားလည်နိုင်တယ်မဟုတ်ပါလားဖျားသခင်ဟာပွဲတော်တွေစောင့်တဲ့ဇီယုံမှာဘုံအမှုပေါ်အားဖြင့်ကျွန်တော်တို့နဲ့အတူကဲဝတ်တော်မူမယ်လို့ပြောထားပါတယ်သူရဲ့နိုင်တက်တော်ရဲလီအာဂျီတော်တင်မတော်တစင်းမြမလျှောက်မတော်ရအเจ้าဘုရားထာဝရဖျားသည် ငါတို့ဤတရားသူကြီးဖြစ်တော်မူ၏။ထာဝရဘုရားသည်ငါတို့ဤပြည့်ညတ်တရားရှင်ဖြစ်တော်မူ၏။ထာဝရဘုရားသည်ငါတို့ဤရှင်မြင်ဖြစ်၍ဘယ်လိုလုပ်မှာပါလဲ။ငါတို့ကိုကဲ့တင်တော်မူလိမ့်မည်။ပွဲတော်တွေကိုစောင့်နေဇီယုံမျိုးအဲ့ဒီအသင်းတော်တွေကလူတွေကိုကဲ့တင်တော်မူလိမ့်မယ်လို့ပြောထားပါတယ်။ဒါပေမဲ့ဇီယုံတို့တောင်မလာဘူးတဲ့လူတဦးကငါဟာကဲ့တင်ခြင်းခံရပြီလို့ပြောမဲ့ဆိုရင်ဒါဟာမိမိကိုယ်ကိုစိုက်ညစ်မဲ့ပြုတဲ့ကိစ္စဖြစ်မှတ်ယူနိုင်ပါတယ်။ သူတို့ဟာမိမိတို့ရဲ့ကိုယ်ပိုင်ကြွေးကြောက်မှုအပေါ်မိကိုကြပေမဲ့ဖျားသခင်ခွင့်ပြုပေးတဲ့ကယ်တင်ခြင်းကျေးဇူးတော်ထဲမှာဘယ်တော့မှပါဝင်နိုင်ကြမှာမဟုတ်ပါဘူးဒီနေ့တင်တို့နဲ့ကျွန်တော်ဟာတမန်ကျမ်းစာအဖြစ်ဖျားသခင်တည်ထောင်ခဲ့တဲ့စစ်မှန်တဲ့အသင်တော်ကိုအလွဲတကူခွဲခြားသိမြင်နိုင်ကြပါတယ်ဖျားသခင်ဟာဒီမြေကြီးကိုကြွလာပြီးကျွန်တော်တို့ကအမှန်တရားကိုကိုယ်တိုင်ခွဲခြားသိမြင်နိုင်ဖို့စီရင်ဆုံးဖြတ်နိုင်တဲ့ဉာဏ်ကိုပေးမယ်လို့မိန့်တော်မူခဲ့ပါတယ် အဲ့ဒီညံကိုရခဲ့တဲ့အတွက်ဒီနေ့တင်တို့နဲ့ကျွန်တော်ဟာအစ်မန်ကပါလဲအတူရောင်ကပါလဲဆိုတာကိုပိုင်းခြားနိုင်တဲ့အသိဉာဏ်မျိုးကိုရခဲ့တာမဟုတ်ပါလားဒီလိုချီရလောကေတဲ့ကဒါနိကစမီကဒီလိုအသိဉာဏ်နဲ့မှခွင့်ပြုပေးထားတဲ့ကေတင်ကြီးရဲ့စီမီကိုဘယ်တော့မှမငြိမ်းစေပဲထာဝရကောင်းကင်နိုင်ငံအထိအဖေနဲ့အမေရဲ့လမ်းကိုအဆုံးထိလိုက်လျှောက်ခြင်းအပြင်ဖျားခင်ခွင့်ပြုပေးတဲ့ကေတင်ကြီးရဲ့ကြီးမြတ်တဲ့ပွဲတော်တွေကဘုံတော်နဲ့ ပျော်ရွှင်မှုထဲမှာပါဝင်နိုင်တဲ့ဇီယုံရဲ့မိသားစုဝင်တွေအားလုံးဖြစ်လာကြဖို့တောင်းဆိုပါတယ်ကျွန်တော်တို့ရဲ့ကက်တင်ချင်းဟာဖျားသခင်စီကနေလာတယ်လို့ပရောဖက်ယေရမိကပြောထားခဲ့တယ်မဟုတ်ပါလားကျွန်တော်တို့ကဝိညာဉ်တော်နဲ့မင်္ဂလာဆောင်သရုပ်သမီးဖြစ်တဲ့အေလိုဟင်ဖျားသခင်စီကနေကက်တင်ချင်းကိုလက်ခံရရှိခဲ့ကြပြီ ဖျားခင်စိုက်ပျိုးထားခဲ့တဲ့အမှန်တရားအလုံးကိုစောင့်ရှောက်ပြီးလက်တွေ့ကျင့်သုံးတဲ့အသင်းတော်တွေကိုဝင်ရောက်ခဲ့ကြပါတယ်။ဘယ်တော့မှကယ်တင်ခြင်းကိုမဆုံးရှုံးစေပဲကယ်တင်ခြင်းကိုတန်တရားမဝင်ပဲယုံကြည်မှုရှိပြီးတော့စစ်မှန်ပြီးဂုဏ်သိက္ခာကြီးမားတဲ့အသင်းတော်ကိုကျွန်တော်တို့အခုတက်ရောက်နေတဲ့အပေါ်ယုံကြည်စိတ်ချမှုနဲ့ဂုဏ်ယူမှုကိုမဆုံးရှုံးစေဖို့မျှော်လင့်ပါတယ်။ဒီလောက်နဲ့တရားဒေသနာကိုအဆုံးသတ်လိုက်ပါမယ်။ယေရှုအများကြီးတင်ပါတယ်။